ရွာတောင်များကဦးလူဘော်အိမ်မှာညအချိန်မတော်တကောင်ကြီးလူစင်းနေပါတယ်။ဆရာနဲ့ကြောင်းကဦးလူဘော်သမီးအကြီးမှမမြင်ရမွေကိုက်ခံရပြီးအစိတ်တက်ပြီးတော့တင်ဆောင်သွားခဲ့လို့ပါ။ဦးလူဘော်အိမ်လို့ပြောပေမဲ့ဦးလူဘော်ကတမျက်မနစ်ကပဲလူကြီးယောဂာနဲ့စုံပါသွားခဲ့ပြီးဦးလူဘော်မှာตาတယောက်သမီးနှစ်ယောက်ရှိတယ်။အကြီးဆုံးသားကကိုဝင်းတောင်ဖြစ်တယ်။သူကအိမ်တော်တယ်အတူနေမဟုတ်ဘူး။ဦးလူဘော်အိမ်မှာကအခုမွေကိုက်ခံရလို့စုံသွားတဲ့ ျိုကြီးမမင်းကြီးနဲ့အပျိုကြီးမမင်းကြီးတို့ညီမနှစ်ဦးသာနေထိုင်နေသူတို့အကိုကြီးကိုဝင်းတောင်ကဦးလူဘော်အရင်ဆုံးပါသွားတာလေးနှစ်တည်းကိုရောက်ပြီးပြီးတော့ကိုဝင်းတောင်ဟာဦးလူဘော်တို့နဲ့အတူနေထိုင်တာလည်းမဟုတ်ဘူးအင်းတော်ကြပြီးတနည်းလောက်မှနှုတ်အိုးတအိမ်ခွဲနေတယ်သူခွဲနေရတဲ့အကြောင်းကလည်းကိုဝင်းတောင်တို့မောင်နှမနှစ်ယောက်နဲ့သူစနီးသမီးယောက်မတွေမတက်ကြလို့ပဲရောက်ကမနဲ့ချွေမှာပြီးတော့သမီးယောက်မဆိုတာကလည်း ကဘာဦးကလေးကများမတည့်ကြလားမသိဘူးကိုဝင်းတောင်မင်းမမရင်ထွေးနဲ့ရောင်မနှစ်ယောက်ဖြစ်ကြတဲ့မမင်းကြီးမင်းမင်းကြီးတို့ညီမနှစ်ယောက်ကလုံးဝမတည့်ကြဘူးတဲ့အိမ်နဲ့အတူနေကြပြီဆိုကြတဲ့ကညိုးသူရံပတ်တယ်လို့ပဲတကြက်တက်နဲ့ရံပြစ်တယ်နှစ်ဖက်စလုံးကလည်းနည်းနည်းလေးမှအမှမခံကြဘူးဒါတော့အေးအေးလူနေထိုင်နေတဲ့အတက်ကြီးပြီဖြစ်တဲ့ဘုံဆိုးဘူဦးလူဘော်ကတားပြစ်သူကို ထိုက်တဲ့နဲ့ငွေနဲ့လေမင်းတချို့ကိုခွဲဝပေးပြီးတအိုးတအိမ်ထူထောင်စေလိုက်ပါတယ် ဒီနောက်ပိုင်းမှာတော့ယန်မီကအတန်တင်းတော့ငိမ့်သွားခဲ့တယ်။ဒါပေမဲ့လည်းတရတဲ့အတူနေတဲ့သူတွေဆိုတော့အခိုက်အတန့်အဖြစ်တော့မစုံရင်လည်းစုံရပြန်တယ်။ဒီခါမျိုးမှာလဲတွေခွဲဝေပေးလိုက်ရတဲ့အပြိုကြီးညီမနဲ့ဟာမရင်ထွေကိုမျက်ဆောင်ခဲ့ကြတယ်။ထီထွန်းဆိုပြီးတော့ဒရွေတွေထွေးကြတယ်။မရင်ထွေကလည်းမကန်တက်ကပ်ပါအောင်ယန်ပြန်ပြီးတော့တွေးတယ်။ဒီခါမျိုးမှာတော့ယန်ပွေးလေးတွေဟာပြန်ပြီးတော့ဖြစ်တဲ့ပြန်တယ်။အချို့ကအပြိုကြီးညီမအမားလို့ဆိုကြတယ်။အပြိုကြီးညီမကလည်းသူတို့ကမမားဘူးလို့ပြောပြန်တယ် အားကြောင့်လဲဆိုတော့မန်းရင်ထွေဟာသူတို့အကိုလူပြိုကြီးကိုဖျားယောင်းသွေးဆောင်ပြီးတော့အပိုင်ချိုးခဲ့တယ်လို့လဲဆိုတယ်။သူတို့အကိုကလူပြိုဆိုတော့မန်းရင်ထွေကပါလဲမှန်ပါတယ်။သူတို့ပြောသလိုပဲကိုဝင်းတောင်နဲ့ရတော့မန်းရင်ထွေကအပြုံမဟုတ်ဘူး။တစ်ခုလက်တလင်းကွာ။အသားရည်ညိုဆင်းဆင်းရှိပြီးကိုလုံးကိုပန်အချိုကျတဲ့မန်းရင်ထွေတရွာသားနဲ့အိမ်အောင်ကြခဲ့ဘူးတဲ့။ဒါပေမဲ့လည်းဘာကြောင့်မှမသိအဲ့ဒီယောက်ျားကမန်းရင်ထွေကိုထားခဲ့ပြီးတော့ခရီးဝေးထွက်သွားရကနေလုံးဝပြန်မလာခဲ့ဘူး။ တည်သလားရှင်းသလားမသိရဘူးလုံးဝကိုအဆက်တွေပြတ်တောက်သွားခဲ့တယ်။မင်းထွေကအဲ့ဒီယောက်ျားနဲ့ခလေးမရသလိုဒုတိယအိမ်တော်ဖြစ်တဲ့ကိုဝင်းတောင်နဲ့လည်းသာသမီမထောင်ငါခဲ့ဘူး။ဒါကြောင့်အပြိုကြီးညီမကကိုရမမင်းရင်ထွေကို အမျိုးမဆိုပြီးတော့ကဲ့ရဲ့အတင်တုတ်ကြတယ်။ကိုဝင်းတောင်နဲ့မင်းရင်ထွေတို့ဟာဘသူကအားနည်းချက်ရှိတယ်လဲတော့မပြောတတ်ဘူး။အမေရိကန်လေးတို့မှညားပြီးတော့သုံးနေကြတဲ့အထိခလေးမရကြဘူး။ကိုဝင်းတောင်ကလူအေးတုံမင်းမပြောသမျှယုံနေ။ဒါကြောင့် သူ့မယားနဲ့ညီမတွေရင်ဖြစ်တိုင်းမယားဘက်ကသာပါလေရှိတယ်။အခုလဲအပြိုကြီးမမိဆုံးသွားတာရွာကလူတွေကတရေရပြီးတော့ပြောကြဆိုကြတယ်။သူတို့မောင်နှမတွေကကန်တူကျိုးပေးတွေသူတို့အကိုကိုဝင်းတော်ကြီးကလည်းလေတော်ကအပြန်ညနေဆောင်မှာပို့ထီလို့ဆုံးတာမှန်ပါတယ်။ကိုဝင်းတော်မွေးကိုက်ခံရတာနေဝင်ဒီရောအချိန်ညနေ9:00နာရီခွဲတက်တာမှာပြီးတော့ဝင်းတော်လည်းမွေးကိုက်ခံရလို့တည်တာပဲလို့ပြောကြပြန်တယ်။ဒါနဲ့ ဟိုတလောကမရင်တွေကမိတို့ညီမစီတယောက်ကြာရမယ့်အမွေကိုလာတောင်းတယ်လို့လဲပြောကြပြန်တယ်။ဦးလူပေါ်ဆုံးမိကလေးကမိကြီးနဲ့မိကြီးဟာအမွေတွေကိုအပိုင်စီးထားကြတယ်လို့လဲဆိုကြပြန်တယ်။ဦးလူပေါ်လက်ထက်ကလက်ရာတွေကမနေဘူး။ဒါအပြင်ဇနီးဆုံးတော့အကြီးမမမိကြီးကိုဦးလူပေါ်ကရွှေတဲ့ပစ္စည်းတွေနဲ့ငွေသားတွေအကုန်လုံးအထားခဲ့တယ်။တာဖြစ်သူဝန်ဆောင်ကိုအိမ်အောင်ခွဲပြီးတော့ကပေးခဲ့တယ်ဆိုပြီးတော့အနေချင်းသာရတယ်။ဝေပုံကြတာမဟုတ်ဘူး။ ဒါကိုမဲရင်ထွေကလည်းသိထားတယ်။ဒါကြောင့်ဦးလူပေါ်စုံမီ6လကန်ကြတော့သူမယောက်ကြရာတင်ရထိုက်တာကိုတော့တောင်းနေ။လိမ့်ပစ္စည်းမရပိုင်နဲ့ဆိုရင်တော့သူမယောက်ကြလည်းအမွေဝဲစုတစ်ခုခုရာတင်တယ်လို့မဲရင်ထွေကဆိုတယ်။သူမတောင်းတာကတဘာဝကြတယ်လို့လည်းတချို့ကပြောကြတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုဝင်းတောင်ကလူအေးလူပေါ်ကျော်ဆိုတော့မဲရင်ထွေနဲ့ပေါင်းတဲ့စင်ကဘာမှစီပေါ်မှဖြစ်ခဲ့ဘူး။ဘာကင်ကြီးပေးထားတဲ့လက်တချို့တောင်ပေါင်းနှံသုံးဆွဲခဲ့ရတယ်။ဒါတော့ကိုဝင်းတောင်ဆုံးပြီးချိန်မှာ မင်းရင်ထွေတို့ကဘာမှတိတ်မကြံခဲ့ဘူးဦးလူပေါ်ရှိတော့ကတော့ချွေးမှန်ဖြစ်သူကိုမကြကနာပေးကန်ခဲ့တယ်ဒါကြောင့်ဦးလူပေါ်ရှိတော့ကမင်းရင်ထွေတို့ကအဆင်ပြေတော့အသာလေးငြိမ်နေခဲ့တယ်အခုတော့ဦးလူပေါ်မရှိတော့ဘူးလူမှုရေးရမင်းရင်ထွေကဦးလူပေါ်စုံပြီးချက်ချင်းမတောင်း6လကန်ကြာမှာပဲရာသိနဲ့ထင်းနဲ့သူမယောက်ျားရဲ့အမွေစုကိုလာတောင်းခြင်းဖြစ်တယ်မမင်းတို့ညီမကလည်းပဲပေးပါမလဲလေလေးနဲ့အေကလာကိုခွဲပေးတော့ကတော့ပြဿနာလောက်ခဲ့တာပြီးတော့အခုက သူတို့အကိုကြီးကိုဝင်းတောင်လည်းမရှိတော့ဘူးပြီးတော့ရောင်မှဖြစ်သူကိုဘယ်တော့ဖြစ်ပြီးတော့ပေးမှလဲမပေးနိုင်ဘူးဆိုပြီးတော့ပြည့်ပြည့်တသားကိုညှဉ်းဆဲတယ်ဒီမာရီနဲ့ဖက်စလုံဟာလောဘဒေါသမိတင်နဲ့ဆဲကြဆိုကြတယ်အနာမကတဲ့ပဲနဲ့လုံထွေးတက်ပုတ်ကြတဲ့အထိပြဿနာတွေဖြစ်ကုန်တယ်လုံထွေးတက်ပုတ်ကြတဲ့တဲ့ရင်ဟာကျေးရွာဥက္ကရာဦးသိန်းစိုးစီကိုရောက်ရှိသွားတယ်ဦးသိန်းစိုးရံပွဲစီကိုအမြန်ရောက်လာတော့လုံထွေးတက်ပုတ်နေကြသူတွေနိနာကအမျိုးသမီးတွေကိုဝိုင်းယုံပြီးတော့ပြန်ပြေးပေးနေအောင်တွေ့ရတယ် ဩခရာကိုယ်တိုင်ရောက်လာပြီဆိုတော့သူတို့တွေခဏငြိမ်သက်သွားတယ်။ရံပွဲကိုလာကြည့်ကြသူတွေဟာအများကြီးပဲ။ဒီချိန်မှာဩခရာကကဲမင်းကြီးတို့ညီမရောရှင်ထွေးပါငါအိမ်ကိုလိုက်ခဲ့။ဟိုရောက်မှညီတို့ကိစ္စရှင်းမယ်။ဩခရာကအဲ့လိုတမ်းမဲ့ပြောလိုက်တော့သူတို့လည်းအုတ်ကြီးအိမ်ကိုလိုက်ပါသွားတယ်။ပြဒနာကကျေးရွာကောင်စီဩခရာဦးသိန်းစိုးအိမ်ထိရောက်သွားတယ်။ဩခရာကသူ့အိမ်မှာခေါ်ယူပြီးတော့ပြဒနာကိုညှိနှိုင်းပြပေမဲ့မမင်းကြီးနဲ့မမင်းကြီးဟာလုံးဝသဘောမတူဘူး။ဩခရာဦးသိန်းစိုးပြောတာ သဘောကြတယ်။ဝေပုံကြမဟုတ်ဘဲနဲ့မင်းရင်တွေကိုရင်းနှီးစားတောင်းနိုင်အောင်အလဲချင်းခွဲဝေဖို့ဖြစ်တယ်။ဒါပေမဲ့အပြိုကြီးမမီကပြင်းပြင်းထန်ထန်ကိုညင်းဆိုတယ်။အဲ့ဒီပြင် ကျမတို့ဘက်ကဒင်းကိုငါးပြားစီတစ်စီတောင်မပေးနိုင်ဘူးဥက္ကဋ။ဒင်းမသာတာညီအတိုင်းတက်ရှင်တဲ့ရုံကိုတက်ပစ်စေ။အပြိုကြီးညီမဘက်ကလုံးဝညှိနှိုင်လို့မရဘူး။နောက်ဆုံးမှာ အုတ်ကြီးကိုယ်တိုင်ကလက်လျှော့လိုက်ရတယ်။ဂျေယောဥက္ကဋဦးသိန်းစုကသူ့တက်နိုင်တယ်လို့ညှိနှိုင်းပြီးပြီ။ဒါပေမဲ့ မမင်းကြီးတို့ညီမဘက်ကတဲမှနေတော့ပြဿနာကတုံ့နံမပြတော့ဘူးပြီးတော့မင်းရဲ့ထွေးကိုရှင်းနေတဲ့အတိုင်းပဲမြို့နယ်တရားရုံးမှာတရားဓပောင်တွေလုပ်ပေးဖို့ပြောလိုက်တယ်။ပုဂ္ဂရာကသူညီပေးတာကိုလုံလုံရညင်ပေးခဲ့တဲ့မမင်းကြီးတို့ညီမကိုလည်းကျေနပ်ပုံမရဘူးဒါကြောင့်မင်းရင်ထွေးကိုတရားဆွဲဖို့အတွက်တိုက်တွန်းလိုက်ပုံနဲ့ရတယ်။နှိမ့်နိုင်မှုကိုလက်မခံတဲ့မမင်းတို့ဘက်မှမနေတော့ဘူးပြီးတော့မမင်းတို့ဘက်ကိုလှည့်ပြီးတော့ အေးထပ်ပြီးတော့ရွာထဲမှာစုညံစုညံလှုပ်လို့ကတော့ငါအိမ်အောင်ကထိတ်တုံကယောက်ျားတော့မင်းမတော့ရွေးနေမှာမဟုတ်ဘူးနော်ထမင်းမကြည့်ရင်မတိုက်ပဲနဲ့ချုပ်ထားခံရမယ်ဆိုတာမင်းမြေကိုမှတ်ထားကြဩကာရကအပိသက်ပြောပြီးတော့အားလုံးကိုပြန်ခိုင်းတယ်မရင်ထေကမမင်းတို့ညီမအနိုင်ကျင့်တာကိုကြိတ်မနိုင်ခဲမရမျက်လုံးနဲ့ကြည့်တယ်မမင်းတို့ကလည်းအနိုင်ရတယ်လို့ပဲမျက်နှာထားခတဲ့နေနေနဲ့မျက်နှာကိုမော်ထားတယ်ဒဲငါဘဲကပတ်စံနဲ့တရားရုံတက်မှလဲဆိုတော့ နှိမ်ချထန်နေကြည့်တယ်။ကြည့်ရဥက္ကရာအင်ကပြန်ညတော့လမ်းမမရင်ထွေအောင်အပြိုချင်းညီမကိုစစ်စစ်ကြည့်ပြီးတော့နေတော့လောဘတက်ပြီးတော့မောင်ပိုင်စီးထားတဲ့ပစ္စည်းတွေကိုတေးရကိုယူသွားနိုင်မလားဆိုတာကြည့်ကြသေးတာပေါ့ကောင်းမတွေ။အဲ့ဒီအပြောကဘာရမဟုတ်အပြောခံရတဲ့မမီးနဲ့မမီးကြီးတို့ညီမတို့အတွက်မရင်ထွေရဲ့ဆိုးရှားတဲ့အကြည့်တွေကြောင့်တစ်ကိုယ်လုံးစိတ်ပြီးတော့ကြောက်သွားကြဟင်တူတယ်။ဘာမှပြန်မပြောတော့ပဲခက်တုတ်တုတ်ပဲထွက်သွားကြတယ်။အငဲမမမီးကြီးက သူ့အမကပြန်လဲမှာဒေါသတန်နဲ့ပြောတယ်။ကောင်းမအောက်ကလည်းနေသေးတယ်။ကြောက်ပီလာလို့မေးသေးတယ်။မမငါဖြစ်လေဒိမျက်နှာမြင်ရတာနေလို့မူးလို့ပူတယ်။ကြက်တုံးမမှန်တာပေါ့အေးအမန်ကငါ့ကိုကုံဝင်းတောင်မသိဘဲနဲ့ဒင်းကအရင်ဆုံးသိသွားမှာငါ့ကိုလှည့်မကြည့်တဲ့တန်းလမ်းရှောင်ရင်ညီမနှစ်ယောက်မရင်ထွေးကိုပြစ်တင်ကျိန်ဝင်သွားတယ်။တစ်ချက်လောက်သူတို့နောက်ကိုလှည့်ကြည့်ရင်တော့သူတို့ညီမကို မုံတီးယွန်ရှာရတဲ့ရက်ကြည့်နေခဲ့တဲ့မရင်ထွေးကိုမြင်ရမယ်။ မင်းထွေးအမုံတွေဟာရင်ထဲမှာဖိတ်ဆင်ကြလာတယ်လို့မျိုးလုံးတွေကလည်းရဲရဲထောက်ပြီးတော့ကြံ့နေခဲ့တယ်။ဒင်းတို့လည်းဒင်းတို့အကုန်တော်လိုက်ချင်ကြတယ်ထင်တယ်။အေးပေါ်လေရင်ထွေးရင်ထွေးပါကောင်းပါလဲဆိုတာပြရသေးတာပေါ့။နှုတ်ကထွက်ကြမလာပြီမဲ့မင်းထွေးစိတ်ထဲမှာတော့အဲ့လိုကြိမ်ဝါလိုက်ပါတယ်။ကျမတကယ်ပြောနေတာအရှိလောက်ကြံတာမဟုတ်ဘူး။မမင်းရက်လက်ပြီးပြီမဲ့မမင်းဟာတယောက်တည်းမနေရတာကြောင့်အကြီးတော်သားကြီးကိုအိမ်မှာခေါ်အချင်းဖြစ်တယ် မမင်းကြီးကမမင်းကြီးမွေးကြိုက်ခင်ရတဲ့ညကအဖြစ်ပြက်ကိုပြောပြနေခြင်းဖြစ်တယ်။ဒီကိစ္စကိုကျမဘသူကိုပြန်ပြောရမှမသိဘူးအကြီး။တော်နေကြ။ကျမကိုယုံနေတယ်ထင်ပါလေ။စိုးရသေးတယ်။ဒေါ်စာကြီးကမီးသိနေတဲ့ပြောင်းမှုဘက်ကိုပါးစပ်ကနေဖြုတ်ယူပြီးတော့ညီအမြင်မှားတာများလား။တို့ရမှာဒါမျိုးတွေအရင်ကမကြောက်ဘူးပါဘူး။ဖះဆူရပါစီတော့။ကျမအမြင်မှားဘူးအကြီး။အညာကကျမကိုလက်တွေတိုက်ခတ်နေလို့ အတော်နဲ့အိမ်မပြောဘူးပြီးတော့အိုင်လို့ဆိုပြီးတော့ကျွန်မအခန့်ပြတဲ့နှကကိုဖွင့်ထားတော့တေချာမြင်လိုက်ရတာရှိမှန်ပါတယ်အကြီးမမမင့်ရေမွေးကခံရပြီးတေမညာကငယ်မမမင့်ကြီးဟာကိုလက်ကခိုင်လို့မအိမ်မသာဖြစ်နေတယ်ရာတီဦးတို့ကလည်းပူအိုက်တာကြောင့်မမင့်ကြီးဟာသူ့မအခန့်ကပြတဲ့နှကကိုဖွင့်ထားတယ်မမင့်ကြီးအတော်နဲ့အိမ်မပြောဘူးညဆယ်နာရီခွဲကမှတော့သူတို့ခြံဝင်းတွင်ကိုပြာလဲလဲမီလုံးတလုံးဟာကောင်းငင်ကလည်းထူးဆိုင်ကြလာတာကို အိမ်မပြောတဲ့မမင်ကြီးဂတိဘောက်ကနေထင်းထင်းရှားရှားပဲတွေ့လိုက်ရတယ်။မမင်ကြီးအဲ့လိုတကားမှမမြင်ဘူးတာကြောင့်အံ့ဩသွားပြီးတော့အဲ့ဒီမီလုံးကိုလိုက်ကြည့်ရင်အင်ညာကထလာတယ်။ဂတိဘောက်ကနေပြီးတော့ဘဲနေရာကိုကြားတယ်လဲဆိုတာဆက်ဆုတဲ့အခါအဲ့ဒီမီလုံးဟာဘဲကိုပျောက်သွားလို့ပျောက်သွားမှမသိဘူး။မျက်စိတမိစာလောက်အတွင်းမှာကိုပျောက်ကွယ်သွားတယ်။ဒါနဲ့ညီအိမ်ညာကအင်အောင်ဆင်းပြီးတော့ခြံထဲကိုရှာမကြည့်ဘူးလားမြင့်ကြီး။အစကကျမလည်းခြံထဲကိုဆင်းရှာမလို့ပဲရှိ။ အဲ့ချိန်မှာခြံရှိရွာလမ်းမကနေခွေးတွေကကျမတို့ခြံမကိုလှည့်ပြီးတော့ဆွဲဆွဲငင်ငင်ကိုဥရာကျမဆိုကြက်သိန်းတောင်ဖိမြန်ထားတယ်။အဖေတထာက6လပဲရှိသေးတော့အဖေမြမကျွမလို့ဖြစ်ပြီးခြံထဲမှာသွားနေလာနေလားလို့ခွေးတွေကမြင်ပြီးတော့ပူကြသလားအောင်မဲမိတာနဲ့ခြံထဲကိုစင်မကြည့်ရတော့ဘူး။ကဲဘာဆိုဘာဆက်ဖြစ်သေးလဲ။ဘာဆက်ဖြစ်လဲဆိုတော့ကျမမသိဘူး။တကြုံနဲ့အိပ်ရတယ်ဝင်ပြီးတော့အတင်းအိပ်ဖြစ်တယ်။အိပ်ပြောင်မလို့မိကနေရှိသေးတာ ခြံထဲကနေမမမြင့်ရဲ့အော်တန်ကိုကြားလိုက်ရတယ်။ဒါနဲ့ကျမအပြေးဆင်းကြည့်တော့အိမ်သားနဲ့မလမကန်းကစပယုံနေပြီမှာမမလဲနေတာတွေ့ရတယ်။ကျမမမကိုပွေထူတော့မမပါဇက်ကနေငါ့ကိုဘာကောင်ကြိုက်သွားလဲမသိဘူးမြင့်ရီလို့ပြောပြီးတော့တတိလဲသွားတယ်။ကျမလည်းအိမ်နေချင်းတွေကိုအော်ဟိပြီးတော့အကူညီတောင်းတယ်။ရွာထဲကဆေးမှုကိုတော့ပင်းနေဘူးကပင့်။မမကိုပြုစုတယ်ကွာပြုစုနေ။ဆေးမှုရောလာပေမဲ့မမကအသက်မရှိတော့ဘူး။လူငယ်တွေကတစ်ချံလုံးကိုလက်နှိပ်တံမီးတွေနဲ့လိုက်ရှာပေမဲ့ မမကိုကြိုက်သွားတဲ့မွေကိုတော့လုံးဝရှာမတွေ့ကြဘူးဒါနဲ့တခြားရောအညကဘာထူးကြတာတွေ့သေးလဲကျမပြောရင်မုံလို့ပြောတာလို့အကြီးကထင်အောင်ပဲကျမကျင်ပြောရတဲ့မမကိုပို့ကြည့်ပြီးတော့အိမ်နီးချင်းတွေကိုအော်ခေါ်တော့ခြံစည်းရိုးမှာကျမတို့ကိုရက်ကြည့်နေတဲ့အရေးတခုကိုမြင်ရတယ်။ကျမအော်လဲအော်ရောအဲ့ဒီရေးကကြောက်ခိုင်းပြီးထွက်သွားတာကိုကျမမြင်ရတယ်။ညာဘက်မှောင်နေပေမဲ့အနောက်ကကြောက်ခိုင်းလိုက်တဲ့အခါအဲ့ဒီအရေးကမိန်းမတယောက်ဆိုတာထင်ရှားတဲ့အရေးပြီးတော့ ကျမစိတ်ထဲမှာတွေးမိတာကအဲ့ဒီမိမကိုကနာဟာမရင်ထွေးနဲ့တူတူပဲအရှိကျမအမကိုတတဒဲများလားလို့တွေးမိပြီးတော့ကျမအခုဒီဘဝင်မကြဘူးအရေးတော်တာကြီးကဒါကိုလက်မခံချက်ချင်းပဲဟိုအဲ့ဒါတော့မဖြစ်နိုင်ပါဘူးအေးဆေးမှုကခြေတော့ကအပေါက်ရနောက်ခွားကိုကြည့်ပြီးတော့မွေးကြိုက်တာပါလို့အသေးချာပြောသွားတာပဲဥပဒဏ်ကြောင့်ဥပဒဏ်မဖြစ်ပါစေနဲ့အေးအရေးတော်တာကြီးဟာမွေးကြိုက်တဲ့တာကိုဘယ်နည်းနဲ့မှ လူတတ်မှုမဖြစ်နိုင်ဘူးလို့ င်းဆိုလိုက်တယ်။တေချင်မဟာဒါနဲ့မရင်ထွေးကပညာသေးဆုံးရောအကြီး။ဟေးအကြီးတော်သားကြီးခမရအာမေရိတန်ရေတလုံးသာနှုတ်ကထွက်ပြီးတော့မျက်လုံးပြီးမျက်စံပြူနဲ့သူ့ရဲ့ရင်ဘက်ကိုလမ်းနဲ့ဖိထားတယ်။သူတို့ရွာဘက်မှာပညာသေးတို့စုံလို့ရှိတဲ့ဆိုတဲ့လို့မကြမိပေမဲ့သူတို့ကအရန်ကိုလှုပ်ဝက်ပြီးနေထိုင်တတ်ကြတယ်။ဒါဆိုရင်တော့ကြည်ရလူကြီးကိုတိုင်လိုက်ပါလာလို့ပြောစရာရှိပေမဲ့ကြည်ရဩကရာကသူတို့ညှိနှိုင်းပေးတာကိုမမင်းကြီးတို့ညီမကလက်မခံကြတဲ့က အမြင်မကြည်လင်ခဲ့သူဒေချောင်းကိုတော့တိုင်လဲလှိစေတာလို့ပဲထင်လိုက်မှာဖြစ်ပါနိုင်ရင်ထွေမျက်လုံးတွေဟာကနာမငိလေးဘထောက်ပြီးအိမ်ထရံတွေကိုတောင်းကြည့်လိုက်နောက်ကြည့်လိုက်ရှိတယ်အိမ်ထဲမှာသူမတယောက်တည်းရှိတယ်သူမရှိရဲ့ကျမ်းမြင်မှာတော့အုံကပြောပါတဲ့ကတော့ဝယ်တစ်ခုလည်းရှိတယ်မြင်းတရောင်စီမံခွက်ထဲမှာခလလက်ဖျောင်းနေတိုင်းလဲထုံညီထားတယ်ပြတင်းတကားတွေကအလုံးပိတ်ထားရအဲ့ဒီဖျောင်းနိုင်မီးကိုအားပြုတ်ပြီးတော့မှိန်ပြပြလင်းရောင်ကထဲမှာလင်းနေနေရမှာ ေတော့ဆိုပဲခက်တဲ့တလုံးရှိပြီးတော့အပေါ်မှာတော့တစ်သားရုပ်ထုတစ်ခုလည်းရှိတယ်ရုပ်ထုကမတက်ရရုပ်ထုဖြစ်ပြီးတော့ခက်ထဏအမျိုးသမီးတစ်ယောက်ကမျက်နှာကိုလည်းပုံဖော်ထားတယ်မရင်ထွေဟာဗဇက်ကစီမံမှန်းတယ်လို့တွတ်တွတ်နဲ့ဂါရာတွေကိုရေရွတ်နေတယ်လို့မျက်လုံးကလည်းတစုံတစ်ယောက်ကိုရှာဖွေနေတယ်မရင်ထွေမျက်နှာဟာတစ်ခုခုနေမြင်လိုက်ရရင်တော့မြင်တဲ့အောင်အောင်သွားမယ်အရင်တော့ကညိုစိမ့်စိမ့်အသားရင်နဲ့ကိုလုံးကိုပဲလှပတဲ့မရင်ထွေအခုကမှတော့ရှင်ရင်စက်အတွက်အိုစားနေတယ်လို့မျက်နှာကလည်းခက်ထန်တယ် မကောင်းတဲ့ရေငွေ့တွေဟာမယင်တွေကိုအယုတ်ဆိုးအကြီးတန်စေပါတယ်။မယင်တွေကမတဲ့တဲ့အယုတ်ကိုယူခဲ့တာမကောင်းတဲ့အကျင့်စီကိုကျင့်စီပြီးအရင်တုန်းကကိုဝင်းတောင်ရှိတုန်းကအမြဲတမ်းလမ်းဆန်းခဲ့တဲ့ဖျားပန်းတွေဟာညှို့ယော်နေပြီးခြောက်သွေ့နေပြီးဖျားကြောင်ဆောင်ဟာဘလောက်တောင်ကြောင်ပြစ်ထားခဲ့လဲမသိဘူးဖုံအလင်းလင်းနဲ့ကတ်တယ်။မယင်တွေကဖျားမေတရားမင်းနဲ့လောဘမီတွေတက်လောင်ကလူစိတ်တင်းကောက်သွားပြီးသူ့မယင်တွေကအညိုးလေးကိုပြပြဖို့အတွက်လုံးဝမဖြစ်နိုင်တော့ဘူး ီးတော့လက်စားချက်ချင်းဆိုတဲ့လမ်းကိုလိုက်နေပြီမင်းရင်တွေမျက်နှာပေါ်မှာ ခြေနဲ့ဖို့အပြုံးတစ်ခုကိုမြင်ရတယ်မင်းရင်တွေကပြီးခဲ့တဲ့အတိတ်ကိုတွေးပြီးတော့တတိယသွားတယ်အမန်နဲ့သူမယောက်ကြာကိုဝင်းတောင်တည်ဆုံရခြင်းကလည်းသူမလက်ချက်ပဲဒါတွေမကတိပဲနဲ့အရင်အိမ်တော်ဖြစ်တဲ့တရွာသားပျောက်ကွယ်သွားတာကလည်းမင်းရင်တွေရဲ့လက်ချက်ပဲဘာကြောင့်မင်းရင်တွေဟာခင်မုံယောက်ျားတွေကိုတယောက်ပြီးတယောက်လက်စတုံတက်ပြတ်ခဲ့တာလေအဖြစ်ကရှင်းတယ်မင်းရင်တွေဟာအရန်ကိုလှုပ်ရတဲ့ပညာတဲ့ဆုံးဖြစ်တာကြောင့်ပါ မင်းရဲ့ထက်ကသူ့ရဲ့ပညာတွေကိုတိုးတိုးဟိုးဟိုးနဲ့ကွဲပြောက်ခါတမန်လူလိုလိန်ယူခဲ့တယ်။ဒါပေမဲ့နေကြတဲ့ခါမှာတော့အတူနဲ့ခင်မုန်းနေဟာမင်းရဲ့ထွေရဲ့လှုပ်အပ်ချက်တွေကိုသိလာတယ်။ပထမခင်မုန်းမင်းရဲ့ထွေကိုစုံမလို့သိရှိသွားတဲ့ခါမပေါင်းသိတော့ပဲနဲ့ဖတ်ပြခဲ့တယ်။ဒါပေမဲ့မင်းရဲ့ထွေလိုစုံမျိုးလက်ကနေလှုပ်အောင်မပြေးနိုင်ခဲ့ဘူး။တော်လန်ခိမှာမင်းရဲ့ထွေရဲ့တိုက်ပွဲအကြိုက်ခံရကအသက်ဆုံးပါခဲ့တယ်။အဲ့တူပဲဒုတိယအိမ်အောင်ဖြစ်တဲ့ကိုဝင်းတောင်လည်းလောင်းခွင့်ညာတစ်ခုမှမင်းရဲ့ထွေ ဆုံးတော့စားနေရကိုလက်တွေ့မြင်ကြရလို့ကြောက်ရွံ့တော့ခဲ့တယ်။ဒါပေမဲ့ဖုမပြောပဲနေခဲ့တယ်။ကိုဝင်းတော့သူ့မိမဆုံးမမှန်တီးသွားတဲ့အခါမပေါင်းသိမ့်လို့တော့ဘူး။ဒါကြောင့်ဖခင်ဖြစ်သူဥလူပေါ်နဲ့နှမနဲ့ကိုဖွင့်ပြဖို့ဆုံးဖြတ်ချက်ချတယ်။ဒါပေမဲ့လည်းကိုဝင်းတော်ရဲ့အကြံကိုမယုံသေးကကြိုပြီးတော့သိရှိသွားတဲ့အခါကိုဝင်းတော်ရွာထဲကိုမဝင်ခင်ရွာပြင်ကုတ်ကိုထမ်းမှာပဲသူ့မရဲ့တိုက်မှုနဲ့ကိုဝင်းတော်ကိုတိုက်တဲ့ဖြစ်တယ်။အခုလေသူ့မကိုဝင်းတော်ရဲ့အမွေဝဲစုကို အပြိုကြီးနှစ်ယောက်စီကနေတောင်းခံကြရပြဿနာကြီးဖြစ်လာတယ်။အမွေကိုခွဲမပေးလို့တဲ့အပြိုကြီးညီမကိုအညှို့တိတ်ကြီးကြီးနဲ့ပဲတိုက်ဝင်နဲ့လောက်ကြံတက်ဖြစ်ဖို့ကြံစီလောက်ခိုင်းတယ်။သူမအကြံစီအောင်မြင်တယ်လို့ဆိုရမယ်။အကြီးမမမြင်တယောက်မွေကိုက်ခံရပြီးတေဆုံသွားခဲ့ပြီးအငဲမမမြင်ကြီးတယောက်လာကြတယ်။မမြင်ကြီးကိုဆက်လက်တက်ဖြစ်ဖို့အခုသူမအိမ်ထဲမှာဆောင်ရွက်နေတယ်။မကြခင်မှာမန်းရင်ထွေခနဲ့မှာမန်းရင်ထွေကိုခနာဟာပျောက်ကွယ်သွားပြီးတော့ကျမမှာမန်းရင်ထွေဝတ်ထားတဲ့အဝတ်တာပုံရတာတွေ့ရတယ်။မကြခင်မှာ အဲ့ဒီအဝတ်ပုံတွေကနေပြာလဲလဲမီလုံတခုပါဟုတ်ခနဲ့ထွက်ပေါ်လာတယ်အဲ့ဒီမီလုံဟာအခန်းထဲမှာရှိတဲ့လေတိုးထဲမှာတောင်မြောက်ပြေးကစားနေတယ်ညားညနေပိုင်းကိုတပြေးပြေးချင်းနဲ့ဝင်ရောက်လာတယ်မင်းရင်ထွေအိမ်ပြင်ပေါက်ကပိတ်ထားကနေဘုံကနေပွင့်သွားတယ်အခန်းထဲကမီလုံဟာပွင့်ထွက်သွားတဲ့ပြင်ပေါက်ကတဆင့်ကောင်းကင်စီကိုထိုးတက်လာတယ်ပြာလဲလဲအဆင်ရှိတဲ့မီလုံဟာရွာတောင်ပြားမှာရှိတဲ့အိမ်စီကိုပြန်နှံသွားတယ်ကျော်တော်များမှာကသူမကနောက်ဆုံးတုတ်တင်ရမယ့် ကျန်သူတော်မမင့်ကြီးရှိတယ်။ဟဲ့ငခင်ကဲကိုမမြန်မောင်းပါဟဲ့။နေဟာကလည်းမှောင်လုံးလာပြီ။အကြီးသားကြီးကကိုရင်တန်ရကိုတလဲမှောင်လာတဲ့ဝင်းကျင်ကိုတလဲကြည့်ပြီးလဲသမားငခင်ကိုအမြန်ဆုံးမောင်းဖို့တိုက်တုံးနေ။ငခင်ဟာလဲကိုဤတွဲစွာမောင်းနေနေလို့လမ်းခိမှာအချိန်တွေကုန်လုံးသွားတယ်။ရွာကိုပြန်ရောက်ရမယ့်အချိန်မရောက်တော့ဘူး။အခုတော့မှောင်စားတောင်ပြုတ်နေပြီ။အကြီးသားကြီးကတူတူမှမြကြီးမျောနေမှာကိုသိနေလို့လဲကျမ်းမြေမော်ကနေထိန်တော့ကြွကြွဖြစ်နေတယ်။ လက်ဦးမှာတော့အကြီးစားကြီးပြင်လာခဲ့တဲ့ကိုရင်တန်ဒီယာကဒရေတလုံးနဲ့အေးဆေးတင်နေပြီးထိုင်နေတယ်။အကြီးစားကြီးတို့ရွာကိုရောက်တော့ည9:00နာရီခွဲပြီ။မမကြီးရဲ့အင်ချောင်းဝိုင်းရှိကိုရောက်တော့အကြီးစားကြီးဟာရောင်းဆန်သွားတယ်။မမကြီးချက်ထဲမှာလူတချို့ရောက်နေတယ်လို့အိမ်ထဲမှာလည်းအတန်မျိုးစုံကြားတယ်။ဖေဖေငါတော့တစိနိုင်ကိုရင်လေးကိုပင့်ဖိတ်လာခဲ့ပြီ။ငါတူမကတော့အိမ်ထဲမှာများမွေးကြိုက်ခံရလို့တိတ်နေပြီလား။လဲဘော်ကနေအရွယ်နဲ့မလိုက်အောင်လို့အကြီးသားကြီးတယောက ်ခုံစင်းပြီးအိမ်ထဲကိုပြေးဝင်သွားတယ်။ထက်ကခင်ကိုရင်လေးကိုနေမဲ့အိမ်ထဲကိုပြင်ခဲ့တော့ဆိုကအော်လေအော်ပြောသွားတယ်။မဆာကြီးအိမ်ထဲကိုရောက်တော့တူတူမမမကြီးဟာအောက်ထပ်ကိုပြစ်မှာခြေစင်းထိုင်နေရကိုမြင်ရတယ်။ဒါပေမဲ့အကောင်ဘက်ကလေးတော့မဟုတ်ဘူး။မြကြီးကမှတစ်စီဝင်ပူးနေတယ်။မြကြီးဟာစပင်းနဲ့ဖားလာချပြီးတော့မျိုးလုံးတွေကပြုတ်ကျနေတယ်။ခေါင်းကုံကုံထားတဲ့ကငုံထားပြီးတော့တဝူးတဝါနဲ့ဘာတွေပြောနေမှမသိ။မြကြီးရှိမှအိမ်ဘက်တွေနဲ့ထမင်းတွေပုံလာတယ်။မြကြီးဟာအိမ်ဘက်ပေါ်ကထမင်းတွေကို ရက်ဖြဲပြီးတော့စားတယ်။ပင်ဘက်ပေါ်သာမကကျမ်းမြေပေါ်မှာသမင်းစာတွေဟင်းစာတွေကပြန့်ကျက်နေတယ်။မြားကြီးရဲ့နေခန်းမှာလည်းဟင်းစီတွေကပေလူးနေတယ်။မြားကြီးကိုဘေးကမိမတို့ချုပ်ဟာထိမ့်ပေးနေကြပေမဲ့အဲ့ဒီမိမတွေအမူအရာကလည်းကြောက်ရွံ့နေကြမှန်းသိတာတယ်။မဆာကြီးဝင်လာတာမြင်တော့သူတို့တွေဟမ်းမဆောင်နိုင်ဘူး။မြားကြီးနေကထလာတယ်။အကြီးစားကြီးတော့သူမှတရေဝင်စီနေတာ။ကြမ်းလိုက်တာပြောမနေနဲ့။သူ့တမိန်ကိုပေါ်ဝါတော်စီးပေးထားတာကြည့်တော့ဒီခါမှမဆာကြီးတရိပ်ထားမိသွားတယ်။ရင်းနှီးခရအိုးလည်း မြေပေါ်မှာကြာကွဲနေတယ်လို့လင်မန်းတွေအကြံမကန်နေဟိုနာတစတိနေတစမြင့်ကြီးတွေ့ရမြင်ရကိုကောက်ပေါက်ခွဲထားရင်တို့တယ်ဟုတ်တယ်တော့သူမကယောက်ျားတန်ကြီးနဲ့ငါစားတယ်စားတယ်လို့ဖော်ဖော်ပြောနေလို့အင်ဘက်ပေါ်ထမင်းနဲ့ဟင်းပုံကျွေးထားရတယ်ပထမတော့စားတယ်အငမ်းမရကိုစားတာခဏနေတော့မစားတော့ဘဲနဲ့သူ့လက်နဲ့ထမင်းတွေဟင်းတွေကိုရက်ပြီးတော့ဖျက်ဖြစ်တယ်သူတို့ရွာတလေးဟာအပမိတူကိုဘယ်တော့မှပကံပြားလည်းမကျွေးအခုလိုအင်ဘက်ပေါ်မှာထမင်းနဲ့ဟင်းရောပြီးတော့ပုံကျွေးရတယ်တဘောကတော့ ဲ့တဲ့အဖြစ်လက်မခံလို့ဆိုခြင်းဖြစ်တယ်။စမင်တို့ကိုစားလို့ရစားပြီးတော့သွားလို့ရသွားပြီးနှင်ထုတ်ခြင်းလည်းဖြစ်တယ်။လေသမားငခင်းတဲ့သူကိုရင်လေးနန္ဒီယာရောက်လာတယ်။ကိုရင်လေးဟာတရေပူးနေတဲ့မမင့်ကြီးကိုကက်ခတ်တယ်။မကြောက်မြို့နဲ့မမင့်ကြီးနီမှာသွားပြီးတော့တင်မလီကိုထိုင်တယ်။အန်ဝန်ဆရာကခုနကတရေပူးနေတဲ့မင်းကြီးဖြင်တရုတ်ဆွဲကိုရင်နဲ့ဝေးရကိုတွေ့သွားတယ်။နင်းနေကက်ကက်နေရဖို့မကြိုက်ဘူးနဲ့တူတယ်။ကိုရင်ကတော့မမင့်ကြီးကိုတစ်ချက်မှမကြည့်လွှဲထားတဲ့အညိုရောင်လက်အိတ်ကိုချက်ကား ိတ်ထဲကလိုအပ်မဲ့ထန်တာတွေကိုထုတ်တယ်။မမေကြီးကတော့ကိုရင်လို့တလောက်ကို မမေမတုံအကဲခတ်တာတွေ့ရတယ်။ကဲရှေရှေဝေဝေပြောမနေခြင်းမူပြောစမ်းတကယ်မှမမေကြီးကိုယ်တွေကိုဘလို့ပို့ကောဝင်ဘူးနေရလဲမလိမ်မညာပဲနဲ့အမှန်ကိုပြောကိုရင်နန္ဒီရတန်ဟာကြည်လင်ပြတ်သားတယ်။မမေဘေးတယ်နဲ့လည်းတူတယ်။မမေကြီးကိုယ်မှပူကတ်နေတဲ့ဟာသစိနိုင်ကိုရင်လေးကိုအန်တို့ပြီးတော့ထက်ပြိုင်မရဲဘူး။တိလာသမารီအားကောင်းတဲ့ကိုရင်လေးဟာ သူ့ရဲ့ပြိုင်မမဟုတ်မှလည်းသိတယ်ဒါပေမဲ့လည်းပြရလောကသားစီတာအနေချင်းတော့ပညာဆန်းမှကျင်းနေတာဒါကြောင့်ခြေစင်းနေတဲ့မင်းမြင့်ကြီးဟာငါဘာလို့လဲမေးရအောင်လို့နင်းကဘာမလို့လဲသိချင်ကိုပါတာစစ်ကိုရင်လေးဟာချောင်ချောင်လေးပြုံးနေပြီးတော့ထိုင်နေရကထပြီးနှာရှုပ်ဘူးလို့ရှိတဲ့ပလင်းငယ်ကိုလက်ထက်ကကင်လာတယ်မင်းမြင့်ကြီးနေကိုရောက်တော့အဲ့ဒီပလင်းဖုံးကိုဖွင့်ကကိုရင်လေးကမင်းမြင့်ကြီးအနီးရှိလူတွေကိုချက်ထားစေတယ်ဒါပေမဲ့မင်းမြင့်ကြီးကိုပါဇက်ကိုဖွင့်စေပြီးတော့ အဲ့ဒီပလင်းလေးကအရေကိုလောင်းချတယ်။ဆေးရည်ဝင်သွားတဲ့အခါမမင်းကြီးတရားငရဲမိအလောင်ခံရတယ်လို့ပဲကျမ်းပြမှာလွတ်ထွန်းထွန်းလုံးနေတယ်။ဆေးရည်ဟာကျက်ပေါင်းမြေဖယုံကမြေတပန်းမြေတွေကိုတပဲစီစုငရုတ်ကောင်းရက်နဲ့တမောင်းရောက်ကြိတ်ထားတဲ့ဆေးရည်ဖြစ်တယ်။ဘလို့မျိုးပြောကဖြစ်ပါစေအဲ့ဒီဆေးရည်ဝင်သွားပါကနှောက်ချက်တွေလုံးမမနေနိုင်မဲနဲ့တောင်းမလာတယ်။အခုလည်းမမင်းကြီးကိုဝင်ပူးနေတဲ့ရဲဟာဆေးရည်ဆောင်ကိုမခံနိုင်မဲနဲ့ဥတွေပြက်တယ်လို့နာကျင်ခံစားရတယ်။ဒါကြောင့်နှုတ်ကနေထုတ်ပေါ်ပြီးတောင်းမလာတယ် ပူလိုက်တာဗျာကျွန်တော်ကိုကဲကြပါအောင်ဗျကျွန်တော်တခြားသူမဟုတ်ပါဘူးမြင့်ကြီးတို့မြင့်ကြီးတို့ရဲ့အကိုဝင်းတောင်ပါဗျစာလုံးတို့အခုလိုမြင့်ကြီးကိုမှဝင်ပူးကပ်ပြီးတော့စားတောင်းမိတာပါကဲကြပါအောင်ဗျာပူလိုက်တာနားလိုက်တာအမန်တော့ကိုရင်လေးဟာအချိန်မဆွဲလို့လို့အမြန်ဆုံးနည်းကိုအသုံးချခြင်းဖြစ်တယ်သူကအဓိကဒီအိမ်ကိုလာတဲ့အကြောင်းရင်းကမွေအတိုက်ကိုတုံးနေတဲ့ဆုံးမကိုနှိမ်နှင်းရတာဖြစ်တယ်အခုတရေကဝင်းတောင်ဆိုတော့မမြင့်ကြီးရဲ့အကိုရင်ဒါကြောင့်လှုပ်ပေးဖို့ဆုံးဖြတ်ပြီးမှသုံးတစ်ခုကိုသတိရသွားတယ် ဒီမှာကိုဝင်တာခမရအစားစားခြင်းရုံနဲ့တော့အခုလောဝင်ရောက်ဖို့ကတ်မှာမဟုတ်ဘူးအစာဝိုင်းပြန်ထွက်မှတိတ်ကြတယ်ခမရကိုရင်ကိုတခုခုထိန်ချန်ထားတယ်မို့လားဒီစကားကြားတဲ့ခါမှာမမကြီးဟာမျက်ရည်တွေကျလာတယ်ဒါပေမဲ့သူ့ခမရတစုံတစ်ခုကိုကြောင်းနေတဲ့ဟန်နဲ့တကလုံးတုံရင်းနေတယ်ကိုရင်လေးမိစကားကိုပါးစပ်ကတခုံးမှဖြစ်မလာဘူးကိုရင်လေးဟာတရေဝန်းတောင်ကြောက်နေတဲ့အစံအောင်ကိုရိတ်စားမိသွားပြီးတော့ဒါဆိုကိုရင်တွတ်တော့မိမယ်မှန်ရင်မှန်တယ်မားရင်မားတယ်ကောင်းချင်းပြ ဒီကမှတရေပုတ်ကနေလည်းမမြင်ကြည်ခန်းကုန်ကြီးနဲ့ဒကာကြီးကိုဝန်တောင်သေးတာရိုးရိုးမွေကြိုက်ခံရလို့သေးတာမဟုတ်ဘူးလို့ကိုရင်းကိုဒကာမကြီးတော်စားကပြောတယ်အဲ့ဒါမှန်လားမမြင်ကြည်ဟာတွတ်တွတ်လက်ပဲခန်းကုန်ညှိပြပြန်နေဒကာကြီးကိုထုတ်ချင်တာဒကာကြီးရဲ့မိမမရင်ထွေးလို့သူတို့ကတန်တရားရှိနေကြတယ်အဲ့ဒါရောမှန်လားကိုရင်သုံးကမိမယ်နော်သေချာပြန်ပြေဒကာကြီးကိုတက်ခဲတာမရင်ထွေးလားတုံးကတတိမိတဲ့ခါတရေပူးနေတဲ့မင်းမြင့်ကြီးဟာဒေါ်စာကြီးကိုလှည့်ကြည့်တယ် ဒေါသကြီးကခေါင်းငိမ့်ပြတော့မှကိုရင်လေးဘက်ကိုပြန်ထလာပြီးခေါင်းကိုညှိပြတယ်ပြီးတော့ရှာကြီးတငငငငိုချပြန်တယ်ဟုတ်ပါတယ်တုတ်ကိုရင်ထွေးကသူ့ပညာနဲ့တက်ခဲ့တာပါဘာကြောင့်တက်လဲဆိုတော့သူကပညာတဲ့ဆုံးမမှန်ကျုပ်သိရှိသွားလို့ပါအိမ်ထဲရှိလာပြီးဆက်စုနေကြတဲ့ရွာသူရွာသားတချို့ဟာမင်းကြီးပါဇက်ကအဲ့လိုပြောတဲ့ခါမှာတော့အံ့အားတင်သွားတယ်ပြီးတော့ရင်ထွေးဟာသူ့ရင်ယောက်ကြလဲသူ့အကြောင်းသိသွားတဲ့ခါတက်တယ်သူ့လိုတာမပေးဘဲနဲ့ကျုံနမမင်းကြီးကိုလည်းတက်တယ် အားလုံးကထိတ်လန့်အောင်ကုန်တယ်။ကိုရင်လေးကဘာနဲ့တက်တာလဲ။သူကသာအလိုရှိရင်ပေါ်ဝါကလည်းမွေပွေးမွေဟောက်ဖြစ်စင်နေတယ်။ဂျင်တွေးကတိတ်ပညာအစွမ်းထက်တဲ့မိမ။ဒါကြောင့်တိုက်မွေနဲ့လှုပ်ပြီးတော့တက်ခိုင်းတာ။သူအခုမြင့်ကြီးကိုပါထက်တက်ဖို့ကြံ့ရွေးနေပြီ။ကျုံနှမတွေကိုကောက်ွက်ပေးနိုင်ရင်ကောက်ွက်ပေးကြပါဦးဗျာ။ကြားသူတွေကဖျားတကုန်တယ်။အားလုံးလည်းမျက်နှာတွေကထိတ်လန့်ကုန်တယ်။ကိုရင်လေးကမရင်ထွေးကိုစုံးလို့သူ့ဘာသာတအူးတဲ့မယိုးစပယ်နဲ့အများသိအောင်တက်တဲ့ထူးခြင်းဖြစ်တယ်။ ကဲဒါဆိုစုံမမရင်ထေကိုကိုရင်ကစင့်ခေါ်လိုက်မယ်။သူ့ကိုရင်ခေါ်ရင်မလာဘဲနဲ့မနေနိုင်ဘူး။ဒါပေမဲ့ဒီအိမ်ထဲမှာတော့မဖြစ်ဘူး။ဒါကြောင့်ခြံဝိုင်းထဲကိုသွားရအောင်။ဒီခါမှာမင်းကြီးမှာဝင်ရောက်ဘူးကနေတဲ့တရဲကိုဝင်တော်ဟာကျုပ်ဆက်နေလို့မဖြစ်ဘူး။ဒါကြောင့်ကျုပ်ကိုတော့ကွန်ပြပါ။ကိုရင်လေးကသဘောပေါက်သွားတယ်တို့ရဲ။ဒါကြောင့်မင်းကြီးဦးကောင်ကိုလက်နဲ့တုံးချက်ပုတ်တယ်။ကိုရင်ခွင့်ပြုတယ်ထွက်တော်ပါ။မမင်းကြီးကကိုရင်လေးကိုဦးတုံးချင်ချပြီးတော့ကြတော့တယ်။ပြီးတော့မမင်းကြီးကိုဟာတုံသွားပြီးတော့ကျမ်းမင်းမော်လဲကြသွားတယ်။ လူတချို့ကကိုရင်လေးလှုပ်တဲ့မြကိုထန့်အတော်ကြည့်တယ်ကိုရင်လေးဟာကြည့်နေသူတွေဘက်ကိုရင်မန်းနဲ့စိတ်တာပေးထားပြီးတော့ကိုရင်နဲ့ဆုံးမတွေ့တဲ့အခါဘာအကြောင်းကြောင့်နဲ့မှဒီတားထားတဲ့ဈေးကိုကြော်မလာကြပါနဲ့ဈေးကိုကြော်လိုက်တော့ဆုံးမကပြူစားနိုင်တယ်ဈေးရဲ့ဟိုတစ်ဖက်မှာဆိုရင်တော့ဆုံးမကမထည့်ရဘူးစိတ်ချပါကိုရင်ဆုံးမကိုမတတ်ဘူးသူ့ရဲ့ပညာကိုပဲအကုန်စင်နှောက်ယူမှာပါကိုရင်လေးကညီညာတဲ့မိပင်တစ်ခုမှပါလာတဲ့နေခိုင်ကိုဖြန့်ခင်းကအသိနေထိုင်တယ်အဲနောက်ခါရတဲ့ဘုတ်ကိုရွတ်ဆိုလို့ ဆုံးမကိုသူ့စီကိုလာဖို့ဆင့်ခေါ်တယ်။ညကပိမ့်ပိမ့်အောင်မောင်းနေပေမဲ့ဦးလူပေါ်အင်ချောင်းဝင်ထဲမှာလူတချို့ကထွန်းညှိထားတဲ့ဖြောင်းနိုင်စီမီတချို့လည်းလင်းနေပြီးတော့လူကလည်းအများကြီးပဲ။ကိုရင်လေးကဂါရာရုပ်စတန်ဆုံးမှာတော့ကောင်းကင်မှာပြလဲလဲအယောင်ရှိတဲ့မီလုံးတစ်လုံး။ညောက်ကနေတောင်ကိုတင်းလင်းမြမြရွေချောတာတာကိုအားလုံးမြင်ရတယ်။အဲ့ဒီမီလုံးဟာဦးလူပေါ်အိမ်မှာကောင်းကင်မှာတည်ရင်နဲ့ဝဲနေတယ်။ကိုရင်လေးဟာထန်ချမှန်ချနဲ့ဂါရာကိုရွတ်တယ်။ဒီခါမှာပြလဲလဲမီလုံးဟာကောင်းကင်မှာဆက်ပြီး ရက်တည်မနေနိုင်တော့ဘဲနဲ့ဥလူပေါ်ချောင်းဝင်းထဲကိုတလိန်ကောက်ကွယ်ပဲပြုတ်ကျလာတယ်။မိလုံးဟာရွာထဲကလူတွေရက်ကြည့်နေကြတဲ့မျက်နှချင်းဆိုင်ကစပယ်ယုံထဲကိုကျသွားခြင်းဖြစ်တယ်။မကြခင်မှာစပယ်ယုံကခက်လက်လို့ဖြစ်လာပြီးစပယ်ယုံနောက်ကျောင်းကနေစပင်ဖားလာနဲ့ထမင်းရှားထားတဲ့ဆုံးမတဲ့ထွက်လာတယ်။ကြည့်နေတဲ့သူတွေအားလုံးအံ့ဩသွားတယ်။ဆုံးမဟာရင်ထွေးဖြစ်တာကြောင့်အရင်တော့ကမရင်ထွေးကိုဘသူမှဆုံးမဆိုတာမသိကြဘူး။မရင်ထွေးဟာလူတွေကိုကြည့်မဆိုင်သူ့ကိုခေါ်ယူတဲ့ကိုရင်လေးကို ူ့ပညာနဲ့ရံပြုတ်တက်ခိုက်ဖို့ကိုင်လေးလေးကတောက်ချောင်းချောင်းကိုကြည့်လို့မွေဖြစ်မန်နံကိုနှုတ်ထားစေတယ်။ထွားဆိုင်တသားလောက်တောက်ချောင်းလေးတွေဟာတထောင်ခန့်ရှိလိမ့်မယ်။တောက်ချောင်းလေးတွေဆုံးမရင်ထွေးရဲ့ပညာကြောင့်မွေဆိုးတွေဖြစ်ပြောင်းကုန်တယ်။မွေဆိုးတွေကဆုံးမရင်ထွေးအမင်းကိုနာခံမှုပြုပြီးကိုင်လေးကိုကိုက်တက်ဖို့ရှော့ကနေရှော့ကနေပြေးဝင်လာတယ်။ကြီးနေကြသူတွေဟာရင်တထိတ်တွေနဲ့မွေဆိုးတွေကကိုင်လေးကြီးကိုရောက်လာတယ်။ကိုင်လေးကမွေနိုင်ကာတာကိုရုတ်ပတ်တယ်။ချုပ်စရာချုပ်ပြန့်စရာပြန့် အကုန်ငိုလာပြန်ဒီလိုဆိုတဲ့အခါမှာကိုက်ဖို့ပါဇက်ပြေးလာတဲ့ဝင်စိုးတွေဟာကိုရင်လေးနီမှာမူလာဖြစ်နေတဲ့ထိုးချောင်းတင်ကိုပြောင်းသွားတယ်။ဆုံးမဒေးချက်ကိုမြင်တဲ့အခါမှာတော့နောက်တစ်ချိန်လက်တဲ့အခါမှာတိုက်မယ်ဆိုပြီးကြံနေဖျက်ပြဖို့ပြင်နေဒါကိုကြိုသိတဲ့ကိုရင်လေးကမန္တန်တဘုတ်ကိုရွတ်ဆိုပြီးတော့လက်ထဲကစံမန်းနဲ့ဆုံးမကိုဘကိုပြစ်ပေါက်တယ်။စံစည်းတွေကဆုံးမကိုနဲ့ထူတဲ့ကမီးပွင့်တွေထကုန်တယ်။ဆုံးမကမြငရဲမိနဲ့အပေါက်ခံရတယ်လို့ထွန်းထွန်းလိုပြီးတော့မီးပွင့်ကိုလဲချသွားတယ်။ဒီခါမှာကိုရင်လေးဟာ ဆုံးမကိုဆိုင်ရာတွေကလာပြီးချုပ်ဆီခိုင်းနေဆုံးမကကိုရင်လေးပညာကို လုံးဝအမခံရတော့ဘူးကိုရင်ဟာဆုံးမစီကပညာတွေကိုလုံးဝမကြအောင်နှုတ်ယူတယ်။မန်းရင်ထွေဆုံးအထက်ပညာတွေကုံစင်အောင်ထုတ်ပေးလိုက်ရတာကြောင့်နွမ်းပြီးတော့မေ့သွားတယ်။ဒီခါမှကြည့်နေသူပေါ့လေဟင်းချနိုင်တယ်။မေမျောနေတဲ့မန်းရင်ထွေကိုတတိယအောင်လှုပ်တယ်။သူ့ကိုဘာလို့ရမလဲကိုရင်။ဘာမှမလုပ်ကြနဲ့။သူ့တရားသူစင်ပါလိမ့်မယ်။အခုတော့ရွာလူကြီးစီတာအလိုက်ပါ။ကျန်းသာရွာလူကြီးကဆက်လက်ပြီးတော့စီမံပါလိမ့်မယ်။ မင်းအိမ်ထွေးကိုလူငယ်တွေဟာဖမ်းချုပ်ပြီးတော့ဇော်လူကြီးစီကိုအတဲဇော်လူကြီးကဒီညတော့မိုးချုံနေပြီမနိုင်ပြန်မှရဲလက်ကိုအမယ်ဆိုကထိတ်တုံးနဲ့ခတ်ထားတယ်။မဲမဲကြီးဟာသူမရဲ့အသက်ကိုတစိနိုင်ကိုင်လေးကကယ်လိုက်တာကြောင့်အသက်ဘေးကလောသွားချတယ်။ကိုင်လေးကမဲမဲကြီးကိုတကမကြီးအလိုကြီးကအရနေတယ်။တော့ပါသည်လူကိုသိစေနိုင်တယ်။လူဘွားရောက်တော့ရောက်ခိုင်းမှာတိလာကုသိုလ်ဘာဝနာအဲ့ဒီတုံတန်းကိုမဲမဲမရောက်နဲ့။ဒါကြောင့်ခွေလုံပြီးတဲ့အမိဖအကိုကြီးအမကြီးတို့ကိုကြည်ပါ။တိလုံပြီးတဲ့နောက် ရှာဖွေထားတဲ့စီးဆိုင်ပစ္စည်းဥစ္စာတွေရတနာတွေကိုခြံထားခဲ့ရတယ်။ဘယ်သူကမှသိလုံရကိုယူဆောင်သွားလို့မရဘူး။ဒါကြောင့်သိလုံပြီးရင်သူတို့ကိုနမူနာယူလို့အခုချိန်ကစားလို့ကုသဒါနာပြုတိလာဆောက်တီတရားဘာဝနာပွားများဒါကိုပြုလုပ်ပါဆိုပြီးတော့တိုက်တွန်းတရားပြသွားတယ်။ကိုရင်းလေးစကားကိုမမြင့်ကြီးကသဘောပေါက်နားလည်သွားတယ်။ဒါကြောင့်